င်္ဂလာညချမ်းလေးပါရှင်ဒီဇင်ဘာလ9ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့အင်ချူမီပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တရက်ကံမလမ်းမိုင်းမှာစစ်ကောင်မရှင်တက်နဲ့တော်လိုင်းအိတ်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနှစ်ချိန်ခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်မှ20ဦးထပ်မင်းသေဆုံးတဲ့သတင်းပဲခူးတိုင်းကရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုအကြောင်းမဲ့လေးချောင်းကနေပုံကျဲတိုက်ခိုက်တဲ့သတင်း ကားစင်းလုံးလိုက်စစ်မှုန်းပေါ်တာဆွဲခံရတာကြောင့်တရက်ထဲ20ဦးခန့်ပါသွားတဲ့တဲ့။ကေကေပနေမြေအတွင်းရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးနဲ့ဒီဇင်ဘာလ10ရက်နေ့အထိ341လုံးကိုဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်းစစ်ကော်မရှင်ထုတ်ပြန်တဲ့တဲ့။ကျောင်းသွားတက်မဲ့ကျောင်းသူနှုတ်ကိုအာရခတတော် A ကထိမ့်သိမ်းထားပြီးဒီကနေ့အထိအဆက်အသွယ်မရဖြစ်နေတယ်လို့ဆိုတဲ့တဲ့။ မကွေးနယ်မင်းဘူးမြို့ဝင်ထွက်ဒီမှာစစ်မှုထမ်းအတွက်ပေါ်တာဆွေးနေပြီးအသက်35နှစ်အထက်တွေပါစစ်မှုထမ်းရတော့မယ်လို့ဆိုတဲ့သတင်းထိုင်းကမ်ဘောဒီးယားနယ်စပ်တိုက်ပွဲသေဆုံးသူမြင့်တက်နေပြီးထောင်ပေါင်းများစွာဘေးလွရာကိုရွှေ့ပြောင်းနေရတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တရက်ကံမလမ်းမိုင်းမှာစစ်ကောင်မရှင်တက်တဲ့တော်လန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲနှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်မှ20ဦးထံမှနေတည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းတရက်ကံမလမ်းမိုင်အတိုင်းစစ်ကြောင်းထူနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကြားထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနှစ်ကြိမ်လုံးမှာစစ်ကောင်မရှင်ဘက်ကထိခိုက်ဒေဆုံးမှုများတယ်လို့တရက်ခရိုင်အမတ်လေးတရင်ကထုတ်ပြန်ထားပါဗျ။ဒီဇင်ဘာလ10ရက်မနေ့ကမနက်ပိုင်းမှာတရက်မျိုးကထွက်လာတဲ့အင်အား30ပါးစစ်ကောင်မရှင်စစ်ကြောင်းနဲ့ဂျေနာတာရေကင်းမှထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းနှစ်ကြောင်းပူးပေါင်းပြီး တရက်ကံမှလမ်းမိုင်းကိုနယ်မြေထိန်းချုပ်ရန်စစ်ကြောင်းထိုးလာလို့ယခုလိုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်းထုတ်ပြန်ကြအရာသိရပါဗျ။စစ်ကောင်မရှင်ဘက်ကစစ်ကြောင်းနှစ်ကြောင်းထိုးကမကွေးကံမှလမ်းမိုင်းကိုထိန်းချုပ်ဖို့ကြိုးစားနေစဉ်တရက်ခရိုင်အမှတ်လေးတက်ရင်တော်လန်ရေးတပ်ဖွဲ့တွေကမကွေးကံမှလမ်းမိုင်းရှိနမီတောက်ကြီးရွာအနီးမှာပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှု9မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်မရှင်ဘက်က9ဦးခန့်ထိခိုက်သေးဆုံးခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတက်ရင်ကပြောဆိုထားပါဗျ။ အဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်မရှင်ဘက်က6ဦးခန့်တေဆုံးခဲ့ပြီးဒဏ်ရာရရှိသူတွေများတယ်လို့သိရတဲ့အပြင်တေဆုံးသူတွေနဲ့ဒဏ်ရာရရှိသူတွေကိုအိမ်သုံးကားအလက်တစည်းနဲ့တရက်ခရိုင်စေယုံဘက်ကိုတယ်ဆောင်သွားတယ်လို့လည်းသိရပါဗျ။ဒါအပြင်အဆိုပါကြံရှိတဲ့စစ်ကောင်မရှင်စစ်ကြောင်းဟာအထိနာပြီးတရက်ကံမလမ်းမိုင်းအနီးမှာရှိတယ်။ထမ်းဖြူကြီးရွာနဲ့ရေရင်းကြီးကြီးရွာကိုစစ်ကြောင်းထိုးကပြည်သူပိုင်နေတွေကိုမွေးနောက်သွားတယ်လို့လည်းသိရပါဗျ။နနက်ပိုင်းမှာတခါ9မိနစ်လောက်ထိတွေ့မှုဖြစ်တယ်။စစ်ကောင်မရှင်ဘက်က6ဦးသေးတယ်။ အခုနေ့လယ်၁၂နာရီမှာဆက်တောင်ကြီးရွာအနီးမှာထိတွေ့မှု나이ဝက်ခန့်ထပ်ဖြစ်တယ်စစ်ကောင်မရှင်ဘက်က10ဦးခန့်ထပ်သေးတယ်ထိတွေ့မှု၂ကြိမ်မှာစစ်ကောင်မရှင်ဘက်က20ဦးထပ်မနေသေးဆုံးခဲ့တယ်လို့တော်လိုင်းရင်းနဲ့နှိစက်သူတအူးကဆက်လက်ပြောဆိုထားပါတယ်ယခုလက်ရှိအနေအထားအရတော့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကဆက်တောင်ကြီးရွာဖုန်ကြီးကျောင်းအနီးမှာလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကိုရန်တမ်းပစ်ခတ်နေတာမို့တရက်ကံမလမ်းမိုင်းကိုတတိထားရှောင်ရှားသွားလာရန်လိုအပ်တယ်လို့လည်းတရက်ခရိုင်အမှတ်လေးတရင်ကပြောဆိုထားပါရဲ့ရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ပဘိုးတိုင်းတွေကရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုအကြောင်းမဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဘိုးတိုင်းတွေကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကြောက်တကားမြို့နယ်ကိုအာနာသိန်းစစ်တပ်ကဂျိုင်ယိုကော်ပတာနဲ့ဖုန်ကြီးကျောင်းမှမကြံဖုန်ကျဲခဲ့လို့အဖွားအုပ်တအူးသေးဆုံးကနေအိမ်နဲ့ဖုန်ကြီးကျောင်းတွေပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့နေ့လယ်ပိုင်း7:00နာရီခန့်ကကြောက်တကားမြို့နယ်လက်ခံကျေးရွာအုပ်စုကြောက်စီဖုန်တော်ကြီးကျောင်းကိုဂျိုင်ယိုကော်ပတာနဲ့နှစ်ကြိမ်ထပ်မနဲ့လက်ပတ်ခါကျဲခဲ့တယ်လို့သိရပါဗျ။ ဂျာယိုကော်ပတာနဲ့ကျဲတာဖုန်ကြီးကြောင့်အတော်ပြက်စီးသွားတယ်။ခလေးတယောက်နဲ့ဖုန်ကြီးတစ်ပါးတော့ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ចောင်းဘေးကအဘွားတဦးကတော့ဆုံးသွားတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။တေဆုံးသူအဘွားဟာအသက်86နှစ်ရှိတယ်လို့သိရပြီးကြောက်တကားမြို့နယ်ရဲ့စစ်တမ်းမြေတစ်ဖက်ကန်ကကြောက်ကြီးမြို့နယ်ကြောက်စီရွာကိုလည်းတစ်ချိန်တည်းမှာပုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်တွေပြက်စီးသွားခဲ့ပြီးလူထိခိုက်မှုလည်းရှိခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းအနောက်ချမ်းဆိုရင်လည်း ပေါက်ခေါင် ပေါန်းတယ်မင်းလာနှစ်တလင်းလက်ပရန်းမျိုးနယ်တွေရွေးကောက်ပွဲမလုပ်နိုင်တဲ့အခြေအနေတွေပါတယ်။အဲကရွာတွေကိုဘုံလိုက်ကျဲတယ်။ပဲခူးတိုင်းအနောက်ချမ်းရောအရှေ့ချမ်းရောလိုက်ကျဲနေတာ။သူတို့ရွေးကောက်ပွဲလုပ်မရတဲ့နေရာတွေကိုအဓိကကျဲတာ။ပေါက်ခေါင်နဲ့နှစ်တလင်းကတော့ရွေးကောက်ပွဲလုပ်မရတဲ့နေရာစင်းမှာထိတ်ဆုံးကပါတယ်လို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်ကပဲခူးတိုင်းကရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့် ကိုးတိုင်းကစစ်ပေးဆောင်ပြည်သူတွေစစ်ပေးဆောင်နေရသူတွေများပြားနေပြီးမြေပြင်မှာလည်းလူထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့သိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ကားစင်းလုံးလိုက်စစ်မှုရန်ပေါ်တာဆွဲခံရတာကြောင့်တရက်ထဲလူ၂၀ဦးခန့်ပါသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပဓာမြို့နယ်အပိုင်းထဲပင်ကျိုးကိန်းနဲ့မကွေးတိုင်းကံမမြို့တို့မှာစစ်မှုရန်အတွက်ပေါ်တာဆွဲဖမ်းဆီးတာတွေကိုရခိုင်ကထက်တင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီဇင်မာလာရှိရနေ့က ပရောင်းမျိုးနယ်အပိုင်းကမ္မနဲ့ပြည်မျိုးကြားကထဲပင်ကျိုးစစ်ဆေးရေးဂိတ်မှာကမ္မမျိုးကိုသွားမဲ့ကုံတွေနဲ့လူတွေတဲဆောင်လာတဲ့ဈေးဝယ်ကားတစ်စီးကိုထဲပင်ကျိုးစစ်ဆေးရေးဂိတ်ကကားစင်းလုံးလိုက်စစ်မှုရန်အတွက်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ကမ္မကကုံကားသမားတွေရော driver ရော spare ရောကားပေါ်ကဈေးဝယ်ပြန်လာသူတွေအကုန်ဖမ်းသွားတာသူတို့ကားတွေမဟုတ်ဘူးတခြားကားတွေရောပဲတည့်ရက်ထဲတွင်လူ20လောက်ပါသွားတယ်ရုပ်ပြဆင်းပြက်ကိုဆွဲသွားတာလို့ခရီးသွားကားသမားတအုပ်ကမြို့တော်ကိုပြောပါတယ် ထားအပြင်ဒီဇင်ဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာကမ္မမြို့မြောက်ဘက်အထွက်မှာလည်းစစ်မှုရန်အတွက်ဂိတ်ကိုဖျက်တမ်းသွားလာသူတွေဖမ်းဆီးခံနေရတယ်လို့သိရပါဗျ။ကမ္မမှာဂူးရဲဆွဲတာကလက်လန်နဲ့အဝင်ထွက်ဂိတ်တွေစောင့်ကြည့်ဆွဲတာဆိုင်ကယ်စစ်တလို့နဲ့ရက်အုံးဘာညာနဲ့အတင်းဖမ်းတာလိုင်စင်စစ်တော်မလို့လို့ဆိုင်ကယ်တူပေါက်ခွင့်စစ်တလို့နဲ့ဖမ်းတာအသက်40ကျော်ရီလဲပါတယ်ယောက်ျားဖြစ်ရင်ပြီးရောဖမ်းနေတာအသက်အကန့်အသတ်လည်းမရှိတော့ဘူးစွဲနေတာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ် ရွေးကောက်ပွဲမေးပေးဖို့အတွက်ကမ္ဘာမြို့မှာစံခိုင်ရေးပါတီဆိုင်ဖို့တွေနဲ့လုံခြုံရေးတွေလှုပ်ဆောင်နေကြပြီးတမျိုးနယ်လုံးမှာစံခိုင်ရေးပါတီတခုတည်းသာရွေးကောက်ပွဲဝင်ပြိုင်မဲ့အနေအထားရှိနေတယ်လို့သိရပါတယ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲရဲ့မတိုင်မီကြိုတင်စစ်မှုထမ်းတပ်သားစုဆောင်းနေရကြောင်းကမ္ဘာမြို့ပေါ်နဲ့ကျေးရွာတွေကအမျိုးသားတွေဟာအချိန်မရွေးစစ်မှုထမ်းပေါ်တာအစွဲခံရမဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ။ကျောင်းသားတမဲ့ကျောင်းသူနှစ်ဦးကိုအာရခတတော်အေးကထိန်းသိမ်းထားပြီးဒီကနေ့အထိအဆက်အသွယ်မရဖြစ်နေတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်ပလောဝမြို့နယ်ကရန်ကုန်မြို့ကိုကျောင်းသွားတက်မဲ့ကျောင်းသူနှုတ်ကိုအာရခတတော်အေးကစစေးရိတ်ဂိတ်တစ်ခုမှထိမ့်သိမ်းသွားပြီးရဲ့နော်ဒီကနေ့အထိအဆက်အသွယ်မရပဲဖြစ်နေတယ်လို့သိရပါဗျ။ဒီဇင်ဘာလ၁ရက်နေ့ကပလောဝမြို့နယ်အထက်ငရှားကြီးရွာကအသက်18နှစ်အရွယ်ဝေနန်းဝင်နဲ့အထက်နုံဘူးရွာကအသက်18နှစ်အရွယ်ဝေဝေယူတို့ဟာရန်ကုန်မြို့ကိုကျောင်းတက်ဖို့အသွားမှာ အာရခတတော် A ရဲ့စစ်စေးရိတ်ကိမ်းမှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့သိရပါတယ်။ဒီမှာတိုက်ပွဲတွေကြောင့်ကြောင်းမတက်ရတာတနစ်ကျော်ပြီ။အဲ့ဒါကြောင့်ရန်ကုန်ကိုကြောင်းတက်ဖို့သွားတာ။ရှမ်းလဝကိမ်းမှာမင်းမြန်းစရာရှိရဲဆိုပြီးခေါ်သွားတာ။ဂုတိမိသားစုနဲ့ကအဆက်အသွယ်မရသေးဘူးလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်။ဖမ်းဆီးခံရသူကြောင်းသူနှစ်ဦးဟာအသက်18နှစ်နဲ့18နှစ်အရွယ်တွေဖြစ်တာကြောင့် ိသားစုကစိတ်ပူနေကြပြီးအာရခတတော်အေရဲ့ရှမ်းလဝစစ်စေးရေးဂိတ်မှာဖမ်းဆီးခံခဲ့ရတာလို့သိရပါဗါးဘာကြောင့်ဖမ်းတာလဲဘယ်ခေါ်သွားတာလဲမသိရဘူးဘူးနေအထိလဲမိသားစုနဲ့အဆက်အသွယ်မရဘူးသွားမေးတော့လဲမသိဘူး ကလေးတွေကငယ်တော့အရန်စိတ်ပူနေကြတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်။ចောင်းသူနှုတ်ဟာ ULA AA ရဲ့ထိမ့်သိမ်းတာခံခဲ့ရပြီးတပတ်ကျော်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်လုံးဝမရသလိုအရခတ်တော် AA ဘက်ကလည်းတစုံတရာအကြောင်းပြန်တာမရှိတာကြောင့်မိသားစုဝင်တွေစိတ်သောကဖြစ်နေကြရတယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးနဲ့မင်းဘူးမြို့အဝင်အထွက်တွေမှာစစ်မှုရန်ဒရပေါ်တာဆွဲနေပြီး35နှစ်အထက်တွေပါစစ်မှုထမ်းရတော့မယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းမကွေးမြို့နဲ့မင်းဘူးမြို့နယ်တွေမှာဂူရထဲဆစ်ဆောင်တွေနဲ့ဈေးဝယ်သူတွေကိုလမ်းဆောင်တွေနဲ့မြို့ဝင်တွေမှာပုံစံမျိုးစုံနဲ့ဆစ်ဆေးပြီးအမျိုးသားအများစုကိုစစ်မှုရမ်းအဖြစ်ဖမ်းဆီးနေတယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းလောက်ကမကွေးမြို့မင်းဘူးမကွေးလမ်းဆောင်အနီးမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တချို့ကအယံဝင်းနဲ့ဆိုင်ကယ်ကားတွေကိုတားဆီးဆစ်ဆေးပြီးရွာဘက်ကလို့ယူဆရသူတွေကိုအဓိကစစ်မှုရမ်းဖို့ဖမ်းဆီးတယ်လို့သိရပါဗျ။ရွှေဆက်တော်ဘက်ကလာတဲ့သူတွေအဖမ်းခံရတာများတယ်။ မင်းဘူးမကွေးလန်းစုံနဲ့မင်းဘူးမြို့ဝင်ဆိုင်းဖို့အကျော်ရီမှာဂူးရက်အဖမ်းခံရတာများတယ်။ဒီဇင်မာလာတရက်နေ့လောက်ကနေစဖမ်းတာပါ။တရက်ကိုမကွေးမြို့ပေါ်ရင်စွဲတာလူ30လောက်ရှိရဲလို့ရဲနဲ့နှိစက်သူတို့ကမြို့တော်ကိုပြောပါရယ်။စစ်မှုထမ်းဖမ်းဆီးခံရတဲ့နေရာမှာအသက်18နှစ်ကနေ35နှစ်ထိမဟုတ်တော့ပဲ35နှစ်အထက်တွေကိုပါဖမ်းဆီးဝင်ပေးထားတယ်လို့သိရကကိုလက်အင်္ကာတန်ဆွမ်းသူကျမ်းမာသူဖြစ်ပါကစစ်မှုထမ်းနဲ့ထည့်ဖို့ပါမှာထားတယ်လို့သိရပါရယ်။ယောက်ျားမှန်သမျှစစ်မှုထမ်းနဲ့လိုက်ရတော့မယ်ထင်တယ်။ ပြီးခဲ့တဲ့အတုတ်ကစပြီး35နှစ်အထက်တွေပါပါသွားတယ်။ကျမရေးကောင်းရင်လိုက်ရမယ်ဆိုပြီးကန့်သက်ထားလိုက်ကြတယ်ပြောတယ်လို့မကွေးဒေသခံတဦးကမြို့တော်ကိုပြောပါရယ်။စစ်ကောင်မရှင်ရဲ့အတုရောင်ရွေးကပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်မှာလုပ်မှာဖြစ်တာကြောင့်ခုလိုကြိုတင်လူစုဆောင်နေတာဖြစ်နိုင်တယ်လို့သိရပြီးစစ်ကောင်မရှင်တပ်ကရွေးကပွဲမှာလုံခြုံရေးစိုးရိမ်ရလို့ခုကာလမှာကြိုတင်လူစုဆောင်တာဖြစ်နိုင်တယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကေကေဘနယ်မြေအတွင်းရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးနဲ့ဒီဇင်ဘာလ10ရက်နေ့အထိ341လုံးကိုဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်းစစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကေကေဘနယ်မြေအတွင်းရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးနဲ့ ဒီဇင်ဘာလ10ရက်အထိ341လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးမြရီမျိုးအနီးမှာတရားမဝင်ပြပနိုင်ငံသား232ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်မရှင်ဘက်ကထုတ်ပြန်လိုက်ပါတယ်စစ်ကောင်မရှင်အနေနဲ့အွန်လိုင်းလိမ်လည်မှုများနဲ့အွန်လိုင်းလောင်းကစားမှုများအများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြတယ်ရွှေကုတ်ကိုနယ်မြေနဲ့မြရီမက်ထော်တလေးကေကေပနယ်မြေတွေမှာစစ်ကောင်မရှင်ဘက်ကအဖွဲ့ဆောင်ပါဝင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့တရားမဝင်အဆောက်အုံတွေအတွင်းဝင်ရောက်ရှင်းလင်းခြင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ငန်းစဉ်များမှအသုံးပြုခဲ့တယ်။တိန့်စီရမိပစ္စည်းများနဲ့တရားမဝင်အစာအုံတွေကိုစနစ်တကျဖြိုချဖျက်ဆီးခြင်းနဲ့ချိတ်ပိတ်တိန့်စီခြင်းများလုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာမြရီမက်ထော်တလေကေကေပအပိုင်းသုံးနယ်မြေအတွင်းရှိတရားမဝင်အစာအုံများဖြစ်တဲ့နှစ်ထပ်အစာအုံ6လုံး၊သုံးထပ်အစာအုံ1လုံး၊လေးထပ်အစာအုံ1လုံးစုစုပေါင်းတရားမဝင်အစာအုံ10လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့တာကြောင့်အပိုင်းသုံးနယ်မြေအတွင်းရှိအစာအုံ425လုံးနဲ့ ဒီဇင်မာလာရှိရအထိ193လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ကေကေပနယ်မြေအတွင်းရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးအနက်341လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်မရှင်ကကြားဖြန့်ကိုနှိမ်နှင်းပြမကိုရမယ့်အနေထားပေါ့ဗျာ။ရုပ်ရှင်ရိုက်ပြမကိုရမယ့်အနေထားပေါ့။ဒါကကခေါင်းစည်းသတင်းတွေအနေနဲ့ဝါရဖြန့်မီဒီယာတွေကဖော်ပြနေကြတာကိုတွေ့ရပါတယ်လို့စီရီယန်စစ်တပ်အရာရှိတအူးကမြို့တော်ကိုပြောပါတယ်။ စစ်ကောင်မရှင်ဘက်က online လောင်းစားမှုများ online လည်လည်မှုများအပါအဝင် UCI မှုများကျူးလွန်ခဲ့ကြသူတွေကိုအင်တိုင်းအားတိုင်းနဲ့ကြကြပြန့်ပြန့်ဖမ်းဆီးရှာဖွေအရေးယူခြင်းများဆောင်ရွက်လျက်ရှိကြ။ဒီဇင်ဘာလ10ရက်မှာမြောက်ရီမြို့ရှိလုံခြုံရေးပူးပေါင်းအဖွဲ့များကတရင်အရာမြောက်ရီမြို့ဝင်းကျင်မှာရှောင်းတခင်စစ်ဆေးခြင်းများမြောက်ရီမြို့အဝင်အထွက်လမ်းကြောင်းနေရာများနဲ့လမ်းစုံလမ်းကွက်နေရာများသို့ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများဆောင်ရွက်ခဲ့ကြ။ဖလူ၄ကီကောမြောက်ရီသွားကားလမ်းပေါ်ရှိ မြတားလင်းမြိုင်ကျေးရွာအနီး၄ကီကောဘက်မှမြရီဘက်သို့မောင်းနှင်လာတဲ့ဆယ်ဘင်းရင်လေးစီးပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသားအမျိုးသား218ဦးအမျိုးသမီး15ဦးစုစုပေါင်း232ဦးတို့ကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်မှုမှာတွေ့ရပါတယ်။ဒါအပြင်မြရီမြို့အမှတ်3ရပ်ကွက်အတွင်းရှိအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားလုပ်ငန်းများလုပ်ကင်ရာတွင်အုံပြုနေထိုင်လုပ်ကင်ခဲ့ကြသည့်၃တပ်အဆောက်အုံ၅လုံးတစ်ထပ်အဆောက်အုံ၃လုံးစုစုပေါင်း၈လုံးတို့အားစစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အားပြန်လည်အတုံးချမှုမရှိစေရတဲ့အတွက်ဖြိုချဖျက်ဆီးခြင်းများကိုဆောင်ရွက်ခဲ့ရာဒီဇင်ဘာလရှိရတွင်လည်းသုံးတပ်အဆောက်အုံနှလုံးတစ်ထပ်အဆောက်အုံတစ်လုံးကိုထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့်အဆောက်အုံအလုံးဖြိုချဖျက်ဆီးပြီးဖြစ်ကြဒါအပြင်မြရီမြို့နယ်အတွင်းရှိကကေပနယ်မြေနယ်ရွှေကုတ်ကိုနယ်မြေတို့မှာအွန်လိုင်းလေလေလောင်းကစားမှုကျူးလွန်ရာတွေအသုံးပြုသည့်ပစ္စည်းများအားထပ်မံ၍အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်ဒီဇင်ဘာလ10ရက်တွင်လည်းစနစ်တကျမိရှုဖျက်ဆီးခဲ့ကြ အပြင်လူသားချင်းစာနာထောက်ထားမှုနဲ့ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးတရားမဝင် online လောင်းကစားမှုများ online လည်လည်မှုများအပါအဝင်လူစီရိုက်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများအားတက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးရလျက်ရှိကြောင်းဒီဇင်ဘာလ10ရက်မှာအင်ဒိုနီးရှားနိုင်ငံသား56ဦးအီသီယိုးပီးယားနိုင်ငံသား9ဦးဥစ်ဘက်ကစ္စတန်နိုင်ငံသား4ဦးဂါနာနိုင်ငံသား4ဦး ကာဂျီစတန်နိုင်ငံသားတအူစုစုပေါင်း82ဦးတို့ကိုမြန်မာထိုင်းအမတ်နှစ်ချစ်ကြည်ရေးတရားမှတစဉ်ထပ်မံလွှဲပြောင်းပေးရခဲ့ကြောင်းလည်းဖော်ပြထားတာကိုတွေ့ရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲအသေးဆုံးသူမြင့်တက်နေပြီးထောင်ပေါင်းများစွာဘေးလွတ်ရာကိုရွှေ့ပြောင်းနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အငင်းဘွားနယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး တည်ဆုံးသူအရေးအတွက်တိုးပွားလာကနှစ်နိုင်ငံနယ်ဆက်ရှိဒေသခံထောင်ပေါင်းများစွာဘေးလွယာကိုတိမ်းရှောင်နေကြရပါတယ်။ထိုင်းစစ်တပ်ကလေကြောင်းကဘုံကျဲတိုက်ခိုက်မှုကြောင့်အရသား၂ဦးထပ်မံတည်ဆုံးခဲ့ပြီးတည်ဆုံးသူစုစုပေါင်း၆ဦးအထိရှိလာတယ်လို့ကမ္ဘောဒီးယားစစ်တပ်ကပြောပါတယ်။ထိုင်းဘက်မှာတော့စစ်သားတယောက်တည်ခဲ့တယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ဇူလာလအစောပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြားဝင်ဆေးဆက်ပေးခဲ့တဲ့အပြစ်ခတ်ရက်စဲရေးကိုပြပြားစေခဲ့တဲ့ပြည်ပခါများအတွက်နှစ်ဖက်စလုံးကအပြန်အလှန်အပြစ်တင်နေကြပါဗျ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာကီလိုမီတာရှိရာကျော်နယ်စပ်ချင်းထိစပ်နေပြီးနယ်စပ်ရှိနယ်မြေအချို့ကိုပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီးရာစုနှစ်တစ်ခုကျော်ကြာအငင်းပွားနေခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်အနူတင်ချန်ပီယာကူကတနင်္လာနေ့မွန်လယ်ပိုင်းမှာကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနိုင်ငံတကာဥပဒေနဲ့အညီနိုင်ငံအချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်ဖို့ကတိပြုထားတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ဘလို့ကျူးကျော်မှုမျိုးကိုမှစတင်ခြင်းသို့မဟုတ်လှုပ်ဆောင်ခြင်းမရှိဘူးလို့ဆိုပါရယ်။ဒါပေမဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုတိုင်းကိုတီးခံမှာမဟုတ်ကြောင်းနဲ့ထိုင်းနိုင်ငံလုံခြုံရေးကိုကာကွယ်ဖို့နဲ့ပြည်သူတွေကိုအကောင်းဆုံးစောင့်ရှောက်ဖို့လိုအပ်တဲ့အစီအမံများအလုံးကိုလှုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ပြောပါရယ်။နိုင်ငံအရှိပြားပိုင်းရှိယူဘောရုရှားတာနီပြည်နယ်ရှိ နေရာနှစ်ခုမှာဖြစ်ပွားခဲ့တဲ့ပြိပခအစ်တွေအတွင်ကမ္ဘောဒီးယားစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ထိုင်းစစ်သားတယောက်သေခဲ့ပြီး၄ယောက်ဒဏ်ရာရရှိခဲ့ပြီးရနောက်ပြိပခတွေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။မနေ့ကတော့ထိုင်းစစ်တပ်ဟာကမ္ဘောဒီးယားနယ်စပ်ရှိအစီအေးပစ်မှတ်တွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပြီးကမ္ဘောဒီးယားဘက်ကလည်း BM-21 ဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။မေလမှာဖြစ်ပွားခဲ့တဲ့နယ်စပ်ပြိပခမှာသေဆုံးသူ40ကျော်ရှိခဲ့ပြီးနှစ်နိုင်ငံအကြားခရီးသွားလာမှုကန့်သတ်ချက်တွေနဲ့တွင်းကုန်ပိတ်ပင်မှုတွေကိုပြုလုပ်ခဲ့ပါတယ်ရှင်။ မျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မျိုးတော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်တည်သူများအားလုံးကိုစိတ်နှပြအကျမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမျိုးတော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်